်မင်္ဂလာပါရှင်ဒီနေ့မှာတော့ကလေးတွေကြိုက်တဲ့ကစွန်းဥကြိုစားမှာဖြစ်ပါတယ်ကစွန်းဥကိုဒီလိုချစ်ပြီးတော့ကြိုစားတာအရင်ကစားကောင်းပါရဲ့နော်ကစွန်းဥကအယောင်တွေအမျိုးမျိုးရှိပါရဲ့နော်ကျွန်မကတော့ဒီယောင်ကိုအကြိတ်ဆုံးပါရှင်ကလေးတွေလည်းဒီယောင်လေးဆိုရင်အရင်စိတ်ဝင်စားရဲ့နော်တွတ်တွတ်လေးကြိုလို့အရင်ကောင်းပါတယ်ချင်းကစွန်းဥကလည်းချိုပါတယ်လောက်ရတာအရင်လွယ်ကူပါတယ်နော်ဒီလိုလေးချစ်ပြီးတော့ မူနီနဲ့စပြီးတော့ဂျိုလိုက်ုံပါပဲရှင်။မနေ့ပိုင်းကနေဂျိုထားလိုက်တာညနေတိလုံးဝမပြုတ်ပါဘူးနော်။အရန်ကိုကောင်းပါတယ်။ကျမဂျိုတဲ့နီးရလေရိုးရိုးချင်းချင်းလေးပဲကျမဆိုတာတွေမထက်ဘူးနော်။စက်ထားပြီးသားမုန်းလေးကိုလည်းမဝယ်ပါဘူးရှင်။ကိုရင်စပြီးတော့တဘောကအတိုင်းပဲရိုးရိုးလေးဂျိုစားပါရဲ့ရှင်။ကဲကျမမုန်းနစ်ထက်လိုက်မယ်နော်။ဒါဆန်ချမ်းမုန်းပါရှင်။ဒါကတော့ကလဘေးအကျဲမုန်းပါနော်။ အစိမ့်မုံလည်းထက်နိုင်ပါရှင်ဆာနဲ့နဲ့ထက်ပါတယ်တကြားကတစုံနဲ့တဝဲထက်ပါမယ်နော်ကစုံဦးကရှိုးပြီးဆိုတော့အများကြီးထက်စရာမလိုပါဘူးနော်မွေးအောင်ဆိုပြီးမှကျမကျက်သွင်းပြအလုံးမုံလည်းထက်လိုက်တယ်မကြက်ရင်လည်းမထက်ပါနဲ့နော်ဂျင်းကိုထောင်းပြီးတော့လည်းအမွေအဖြစ်ထက်နိုင်ပါရှင် ကျမကတော့ကျက်သွင်းပြအမုံနဲ့ပဲထက်လိုက်ပါတယ်ရေကိုလည်းနည်းနည်းချင်းစီထက်ပြီးတော့မွေးပါမယ်နော်ကျမရဲ့ပကံကနည်းနည်းတင်းနေတယ်ရှင် မုန်နစ်ကိုအများကြီးမသုံးပါဘူးเนาะမုန်နစ်များရင်ဒီကစုံဥကြိုကမကျွတ်ပါဘူးရှင်ကစုံဥကြားထဲမှာမုန်တွေအများကြီးဝင်နေတာမျိုးဆိုရင်စမ်းမကောင်းပါဘူးเนาะခေတ္တလူလေးဆိုရင်ရသွားပြီเนาะကြိုဖို့အဆင်သက်ဖြစ်ပါပြီရှင်စီပူလာရင်တော့ထည့်ကြိုလိုက်ပါမယ်เนาะသူ့ရဲ့ရတာလေးကလေချိုချိုလေးနဲ့ရမ်းဝစားကောင်းနေရှင် မျိုးသီးစိမ့်ကြွသလိုပဲကြွနေတာပဲမနေ့ပိုင်းကနေကြိုထားလိုက်တာညနေတည်းလုံးဝမပြော့ပါဘူးနော်အရန်ကိုဆောက်လို့ကောင်းပါလိမ့်ရှင်ကြိုတော့လည်းမကြပါဘူးနော်ဒီလိုအမြင်လေးတွေချစ်ပြီးတော့ကြိုရတာအရန်လွယ်တယ်ကြိုစားကြည့်ပါရှင်အရန်ကိုဆောက်လို့ကောင်းပါတယ်ကစုံအလုံးကြီးတစ်လုံးတော့မကုန်ဘူးနော်ကျမကြိုတာတစ်ပကံအပြည့်ပါရှင် ကျမတို့ငငယ်တုန်းကစားကလေးခွေစားတဲ့ပုံစံမျိုးပဲနော်။သူ့အချောင်းလေးတွေအရင်ကျွတ်တယ် ကဲပြီးတော့ပါပြီရှင်အရန်ကိုစားလို့ကောင်းတယ်ကစုံဥကြိုလေးရတော့ပါပြီနော်အဆုံးထိကြည့်ပြီးတော့လဲကျေးဇူးတင်ပါတယ်ကျူစားကြည့်ပါနော်